2025ခုနှစ်ဧပြီလ9ရက်နေ့မှ15ရက်နေ့အထိတနင်္ဂနွေသတ္တမီများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာစိတ်ချမ်းသာစရာခီးအကျိုးထူးခီးတွေသွားဖြစ်မယ်။နိုင်ငံရဲ့ချာခီးစီစဉ်နေသူများလည်းအထမြောက်အောင်မြင်မယ်။ရဲဝေးကဆွေမျိုးမိတ်ဆွေတွေနဲ့အမှတ်မထင်ပြန်လဲဆုံစည်းရတတ်ပါလေ။ရဲဝေးကဆရာသမားကြီးကဲသူတွေက အကူအညီကောင်းပေးလာလိမ့်မယ်။အဖိုးတန်ပစ္စည်းနှမျိုးဝင်တတ်ပါလေ။ ောက်လက်ငယ်သားတွေကျမ်းမာရေးညံ့မယ်စိတ်ညစ်စရာဧည့်သည်ရောက်လာတတ်တယ်ရင်တွေဆက်တွေကြောင့်စိတ်ညစ်ရတတ်ပါတယ်အချစ်ရေးအိမ်တော်ရေးမှာမောင်နှမသားချင်းကြောင့်ဆိတ်ရှုပ်ရမယ်ယောဂဟောင်းပြဒနာဟောင်းတွေတတိပြုပါ အနီးကပ်ကြီးကဲသူတွေနဲ့စိတ်တဘောကွဲရတတ်ပါတယ်အလုံမှာရှေ့တိုးရခက်နောက်ဆုတ်ရခက်အခြေအနေမျိုးကြုံတတ်တယ်မထင်မှတ်တဲ့နေရာကငွေတွေအများကြီးဝင်လာတတ်ပါတယ်။ချစ်သူအိမ်အောင်ဖက်ငွေပစ္စည်းပျောက်တတ်တယ်။ ရရရထခင်ဦးလေးဦးကြီးဆရာစတူတို့ကိုငွေ3ကနန်းလှူပါလေကံကောင်းကနန်းခွနဲ့လေး2025ခုနှစ်ဧပြီလ6ရက်နေ့မှ15ရက်နေ့အထိ တနင်္လာသာသမီများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာစကားများရန်ဖြစ်ရတတ်တယ်ဘလို့ပဲကင်းအောင်နေနေပြဿနာတွေက လာပြီးပတ်သက်နေတတ်ပါတယ်မိသားစုအတွင်းမှာလည်းတယောက်တစ်ပေါက်ဆိုသလိုဖြစ်နေမယ် ပြီးသွားပြီလို့ထင်တဲ့ပြဿနာတွေပြန်ပေါ်လာတတ်တယ်။အလုံမှာစိတ်ကုံစရာတွေကြုံလာမယ်။အလုံပြောင်းချင်စိတ်တွေပေါ်လာတတ်ပါတယ်။အလုံပြုတ်တာတို့အိမ်ပေါ်ကဆင်းသွားမိတာတို့ကြီးစားနဲ့ပြတ်သွားတာတို့ဆိုတာဒီဂိမ်းမျိုးမှာကြုံတတ်တာသတိပြုပါ။အင်မတန်ရင်းနှီးသူတွေကကျမ်းမာရေးအသေးအတန်ညံ့တတ်ပါတယ်။မထင်မှတ်တဲ့နေရာကငွေကူညီရတတ်တယ်။ထီပေါက်မဲပေါက်တလို့ငွေတွေပစ္စည်းတွေဝင်လာတတ်တယ်။အောက်လက်ငယ်သားတို့အတွက်စိတ်ချမ်းသာစရာတွေဖြစ်လာမယ်။ မိမိပျောက်ပျောက်ဖြစ်နေတဲ့လူတွေပြန်ပေါ်လာတတ်တယ်။ကွဲစားအကျိုးဆောင်လုပ်ငန်း၊ပညာရေး၊သင်တန်း၊အွန်လိုင်းနဲ့ချိတ်ဆက်သောအလုပ်တွေတိုးတက်မယ်။ရဲ့ရယာနွမ်းပါသူများကို စေဝါတို့မဟုတ်စေဘွားကလူတန်းပါလေကံကောင်းကနန်းတိ9 2025ခုနှစ်ဧပြီလ9ရက်နေ့မှ15ရက်နေ့အထိအင်္ဂါတသမီများအတွက် တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာတည်ကြမတလို့ဝိစာမလိုက်တလို့ အံ့ဩစရာကောင်းလောက်အောင်ထူးထူးခြားခြားတိုးတက်ပြောင်းလဲမှုတွေကြုံလာမယ်။တရင်ကောင်းဧည့်သည်ကောင်းတွေရောက်လာမယ်။ခီးနဲ့ပတ်သက်တဲ့ရဲဝေးနဲ့ဆက်နွယ်တဲ့အလုပ်တွေ အောင်မြင်မယ်။အဖိုးတန်ပစ္စည်းတွေရဲဝေးကလည်းငွေတွေပစ္စည်းတွေရောက်လာတတ်ပါတယ်။အနီးကပ်မိတ်ဆွေ မောင်နှမတွေကြောင့်စိတ်ညစ်ရတတ်တယ်။လူရင်းတွေကအမှုပြဒနာကြုံတတ်တယ်။နေရထိုင်ခင်းအဆောက်အဦကိစ္စအခက်ကြုံတတ်ပါတယ်ပြဿနာဖြစ်နေသူတွေနဲ့ပြန်ပြီးအဆင်ပြေသွားမယ် အထင်လွဲခံရတာတွေအဆင်ပြေသွားမယ်။ဆရာသမားကြီးကဲသူတို့ရဲ့အကူအညီကောင်းတွေရမယ်။ပညာရေးသင်တန်းဘာသာရေးကိစ္စအခွင့်အရေးကောင်းပေါ်လာမယ်။စရင်စရာမရွံ့တာအလိန်ခံရတာရင်တွေဆက်တွေနဲ့ထိခိုက်မိတာတတိပြုပါ။ချစ်သူအိမ်အောင်ဖက်ကျမ်းမာရေးတတိပြုပါ။ရဲ့ရမျက်စင်းမျက်စိစေဝါမျက်မှန်ဆိုင်ရာကုတူပြုပါလေ။ကံကောင်းကနန်း၅နှစ် 2025ခုနှစ်ဧပြီလ9ရက်နေ့မှ15ရက်နေ့အထိဗုဒ္ဓဟူသာသမီများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာငွေရွှင်ကြီးရွှင်နေမယ်။ထီထိုးတဲ့ရက်တွေပါပဲ။အဖိုးတန်ပစ္စည်းတွေဝင်လာ၊လက်ဆောင်ပစ္စည်းတွေရတာအကြောင်းကြောင်းနဲ့ထွက်နေတဲ့ငွေတွေ။ပစ္စည်းတွေပြန်ဝင်လာတာ၊ရဝေးကဝမ်းသာစရာဧည့်သည်တွေရောက်လာတာ၊နေရာထိုင်ခင်းကိစ္စအဆောက်အဦကိစ္စအဆင်ပြေအောင်မြင်တာတွေကြုံမယ်။လျှက်စစ်နဲ့ပတ်သက်လို့ပြင်ဆင်မှုမှန်ရတာတွေလုပ်ဖြစ်မယ်။ အောက်လက်ငယ်သားသားသမီးအတွက်စိတ်ချမ်းသာစရာတွေကြုံမယ်။အောက်လက်ငယ်သားတို့ရဲ့ပညာရေးကိစ္စခီးကိစ္စတွေအောင်မြင်မယ်။အချစ်ရေးအိမ်တော်ရေးမှာလည်းကောင်းသောအပြောင်းအလဲတွေကြုံလာမယ်။သူတစ်ပါးရဲ့အချစ်ရေးအိမ်တော်ရေးမှာတော့ကြားညက်ဖြစ်ရှင်ရတတ်တယ်။အတို့ထောင်၆တုံးသူတွေကြောင့်မိသားစုစိတ်ဝမ်းကွဲရတတ်တယ်။အလုံမှာအတိုက်ခံအပြိုင်ဆိုင်တွေကြောင့်စိတ်ညစ်ရတတ်တယ်။အထူးသဖြင့်မိမတစ်ယောက်ကခလောက်ဆန်နေမယ်။ရရရ ကိုရင်လေးများကိုငွေကိုကနန်းလူပါကံကောင်းကနန်းလေးတဲ့2025ခုနှစ်ဧပြီလ6ရက်နေ့မှ15ရက်နေ့အထိကြာတပလီသားသမီးများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာစိတ်ချမ်းသာစရာတွေအတော်များများကြုံလာမယ်ပျော်ပွဲရှင်ပွဲတွေကြုံတာအေးအေးဆေးဆေးခီးတွေတွားရတာအဖိုးတန်ပစ္စည်းတွေဝင်လာတာစိတ်ချမ်းသာပွဲတည်ငောင်းဧည့်သည်ကောင်ရောက်လာတာတွေကြုံရတတ်ပါတယ် အမျိုးသမီးတဦးကထိထိရောက်ရောက်အကူအညီကောင်းတွေပေးလာမယ်။လုပ်ငန်းတွေတိတိတတ်တာအောင်မြင်တာစီးပွားတိတိတတ်တာတက်တာမျိုးတွေကြုံလာမယ်။အောက်လက်ငယ်သားတွေအတွက်ပူပင်နေရရင်အေးချမ်းသွားမယ်။မိဘဆရာသမားကြီးကဲသူတွေအတွက်လည်းဝမ်းမြောက်စရာကြုံရ။ကြားရတတ်ပါလေ။ပညာရေးကိစ္စသင်တန်းကိစ္စအောင်မြင်မယ်။ထိပေါက်တလို့မျိုးငွေတွေဝင်လာခြင်းရှိတယ်။ဆုံးရှုံးမတက်ဖြစ်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်။ အိမ်နီးချင်းတွေလှုပ်ဖို့ကင်ဘတ်တွေကအကောက်ကြံတက်တာတတိပြုပါလိမ့်ကြချော်လဲတာမျိုးတတိပြုပါအချစ်ရေးအိမ်နောင်ရေးမှာတရင်ကောင်းကြမယ်ရက်ရရမိတ်ဆွေများကိုအဝိထေဒါနာပြုပါလေကံကောင်းကနန်းနှစ်ချက်2025ခုနှစ်ဧပြီလ6ရက်နေ့မှ15ရက်နေ့အထိတောကြားသားသမီးများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာဘေးကျန်နေတဲ့အခက်အခဲတွေကြုံရတတ်ပါတယ် ကိုကိုနောက်ဆက်ကန်းကွက်မဲ့သူတွေနဲ့ပဲဂျုံနေရတတ်တယ်။မလုတ်ချင်တဲ့အလုပ်တွေလုပ်နေရတတ်တယ်။ရည်ရွယ်ထားတဲ့အလုပ်တွေပြတ်သွားတတ်တယ်။သူတပားရဲ့ကိစ္စတွေနဲ့အချိန်ကုန်နေလိမ့်မယ်။ဒါပေမဲ့ကျေးဇူးမတင်တဲ့အပြင်မကောင်းမြင်အထင်လွဲတာတော့ခံရတတ်ပါတယ်။စကားများဖြေရှင်းရတတ်တယ်။အဖိုးတန်ပစ္စည်းဝယ်တဲ့ရောင်းတဲ့ကိစ္စတွေလည်းထင်မော့လွဲချော်နေတတ်တယ်။အောက်လက်ငယ်သားနဲ့ပတ်သက်ပြီးစိတ်နှခွဖြစ်စရာတွေကြုံမယ်။တခိုးခိုးခံရတတ်တယ်။ ရေတွင်းရေကန်ကိစ္စစိတ်ညစ်ရတတ်တယ်။ခီးကိစ္စတွေလည်းအဆင်မပြေဖြစ်တတ်ပါတယ်။အချစ်ရေးအိမ်တော်ရေးမှာတော့အဖို့အထစ်တွေပြေလည်သွားမယ်။နေရာထိုင်ခင်းကိစ္စအဆောက်အဦကိစ္စတွေအဆင်ပြေအောင်မြင်မယ်။ကြီးကဲသူလူကြီးဟောင်းတို့ရဲ့ကူညီဆောင်မှုတွေပေါ်လာမယ်။ရင်းနှီးမြှုပ်နှံခြင်းလုပ်ငန်းတည်ထောင်ခြင်းပြုသင့်တဲ့အချိန်ဖြစ်ပါတယ်။ရက်ရရာညောင်ပင်မှာအမိုက်လဲရင်ဆူတောင်းပါလေကံကောင်းကနန်း၃တူညာ 2025ခုနှစ်ဧပြီလ9ရက်နေ့မှ15ရက်နေ့အထိစနေသားသမီးများအတွက်တပတ်စာ hostan ဒီရက်တွေအတွင်းမှာမိတ်ဆွေဆရာသမားတွေရဲ့အကူအညီကောင်းတွေရတတ်တယ်။ပညာရေးကိစ္စ၊သင်တန်းကိစ္စ၊ဘာသာရေးကိစ္စတွေနဲ့ဖြီးသွားရတတ်ပါတယ်။ဒီပခီးစီစဉ်နေသူများလည်းအဆင်ပြေသွားမယ်။မရည်ရွယ်ပဲနဲ့အဖိုးရန်ပစ္စည်းတွေဝင်လာတတ်ပါတယ်။အမျိုးသမီးမိတ်ဆွေတယောက်ကြောင့်စိတ်ညစ်ရတတ်တယ်။အောက်လက်ငယ်သားဒုက္ခပေးတတ်ပါတယ်။ တိရစ္ဆာန်ဒုက္ခပေးတည်ပါတယ်။ကျမ်းမာရေးကိစ္စအတွက်ခီးသွွားရတတ်တယ်။လူနာဧည့်သည်အပူသည်ရောက်လာတတ်ပါတယ်။လုပ်ငန်းဟောင်းနေရာဟောင်းတွေနဲ့ပြန်ပြီးပတ်သက်ရတတ်တယ်။အလौတာဝင် နေရာထိုင်ခင်းကောင်းသော ပြင်ဆင်ပြောင်းရွေ့ရခြင်းတွေကြုံမယ်။ငွေကိစ္စတွေအလွဲလွဲအချော့ချော့ဖြစ်တတ်ပါတယ်။တေချာပေါက်ရမဲ့ငွေတွေလွဲသွားတတ်ပါတယ်။ငင်းခုန်ဖြေရှင်းရတတ်တယ်။သူတပားကိစ္စလိုက်လံကူညီရတတ်ပါတယ်။အခြေရေး အိမ်တော်ကြီးမှာတော့အင်မတန်စိတ်ချမ်းသာစရာတွေကြုံလာတတ်ပါတယ်။ရက်ရရမိခင်အတော်ဆရာမစသူတို့ကိုငွေနှစ်ကနန်းလှူပါလေကံကောင်းကနန်း63